ရဟိုအလုံးမင်္ဂလာပါရှင်အဲကျမကိုထောပတ်ထမင်းနဲ့ကြတာဟင်းချက်နီးလေးပေါ့နော်မေးထားတဲ့အတွက်ကြောင့်အရန်ဆောက်လောက်ကောင်းတဲ့ချက်နီးလေးကိုမျှဝေပေးချင်ပါတယ်အဲဒီချက်နီးလေးကပေါင်းနဲ့ပဲအလွယ်တကူအိမ်မှာပဲပြုတ်လုံနိုင်ပြီးတော့လုံးဝဆွေမျိုးမြေသွားလောက်အောင်ကောင်းပါတယ်ထောပတ်ထမင်းရဲ့အသက်ကကြတာဟင်းဖြစ်ပြီးတော့ကြတာဟင်းရဲ့လှုပ်ဝက်ချက်လေးတွေထည့်ပေးထားပါတယ်ဒါဆိုရင်အတူတူချက်ကြည့်ရအောင်နော်ပထမဦးဆုံးအနေနဲ့ကျမတို့ဆန်ကိုရေဆင်အောင်စေးပြီးတော့ရေးစစ်ထားဖို့လိုအပ်ပါတယ်ရှင်ကျမကဒီနေရာမှာဓာမောက်ဆန်ကိုတုံးထားပါတယ်ဒါဆန်ချိန်ကွက်နှစ်ခွက်စာတုံးထားပါတယ်ရှင် ဒေဝုကိုမိပူပေးထားပြီးတော့ထောပတ်လေးတွေအကြီးပြောအောင်ကြိုလိုက်ပါမယ်။အဲထောပတ်ကိုတော့ကျွန်မထမင်းစားစွန်းနှစ်စွန်းမမသုံးတာပါတယ်ရှင်။ဒီနေရာမှာထောပတ်ကမိမိစိတ်ကြိုက်တစ်စိတ်ကိုသုံးနိုင်ပါတယ်။အဲလုံးဝအချိုအီအစိမ့်ကြိုက်တဲ့လူဆိုလို့ရှင်ထောပတ်ကိုပိုထည့်နိုင်ပါတယ်ရှင်။ထောပတ်စီတက်တဲ့နေရာမှာအနံမွေးအောင်လို့တခါတည်းကရဝေးရွယ်အခောက်ကိုထည့်ပြီးတော့စီတက်ပါမယ်။တချို့ကလည်းပါကော့လို့ခေါ်တဲ့နနက်ပွန်ကိုထည့်လေးရှိပါတယ်။ကျွန်မကတော့အနံမကြိုက်လို့မထည့်ထားပါဘူးရှင်။အဲဒီလိုမျိုးတမသွားပြီဆိုလို့ရှင်တော့အရသာအတွက်တကြားနဲ့စားအနေငယ်ထည့်ပါမယ်။အချိုကြိုက်တဲ့လူတကြားပိုထည့် ည့်နိုင်ပါတယ်ရှင်ကျမတို့လက်ဖက်ရည်စွန်းဒဇွန်းမောက်မောက်လေးပဲသုံးထားပါတယ်ရှင်အပြီးရင်ရေကိုကျမတို့ပုံမှန်ထမင်းချက်တဲ့အတိုင်းပဲထည့်နိုင်တယ်အဲကျမဆန်းနှက်ခွက်ကိုရေသုံးခွက်ခွဲစာထည့်ထားတယ်ပေါ့နော်အပြီးရင်အဲ့ဒီအတိုင်းလေးကိုကျမတို့ဒီပေါင်ဝဲလေးကိုပြောင်းပြီးတော့ ပုံမှန်ထမင်းချက်တနည်းချက်ထားလိုက်ရင်ရပါပြီ။ဒါဆိုရင်ကြက်သားဟင်းချက်ဖို့ပြင်ဆင်ကြမယ်။တန့်စင်ထားတဲ့ကြက်သားတွေကိုစားရဲအချုံမုံရဲထည့်မယ်။အယောင်လောက်အောင်နနွမုံရဲအယောင်နင်းမုံရဲထည့်ပါမယ်။အဲပြီးရင်ကျမတစ်ခါတည်းမဆလာပါထည့်မယ်ပေါ့နော်။မဆလာကဒီနေရာမှာအိန္ဒိယမဆလာကိုသုံးပါရှင့်အနံ့မွေးအောင်လို့ပါတစ်ခါတည်းထည့်ပြီးတော့နှက်မယ်။ ဒီနေရာမှာကျမရဲ့လက်ဝတ်ချက်ကတော့အဲဒိန်ဂျင်ထည့်တယ်ဒိန်ဂျင်ကိုကျမနှက်စွန်းစာထည့်ထားတယ်ပြီးရင်အနံ့ပုံမွေအောင်ပူစီနန်းထည့်တယ်အဲဒီနီးကတော့ကျမအိန္ဒိယမှာဒံပေါက်ကြက်သားဟင်းချက်တဲ့နီးလေးတွေကိုကျမအဲလေ့လာပြီးတော့အိုင်နီးလေးတိုင်းပြန်လုပ်စားကြည့်တာပေါ့နော်အရန်စားလို့ကောင်းပါတယ်ပြီးရင်သူတို့ကကျွတ်နီကြော်ပါတခါလေးထည့်ပြီးတော့ တေချာနှက်ထားတာပေါ့နော်အဲကျွန်မလည်းတေချာလေးနဲထားပြီးတော့နိုင်ဝက်လောက်နှက်ပေးလိုက်တယ်ဒိန်ဂျင်ပါတဲ့အတွက်ကြောင့်ကြသားရဲ့လေအရသာပို့ပြီးတော့ကောင်းမွန်တယ်နူးညံ့သွားတယ်ပေါ့နော်အဲနောက်ပြီးတော့ဒီပူစီနန်ရဲ့အိန္ဒိယမဆလာရဲ့ပေါင်းစပ်လိုက်တော့အနံ့ကတော်တော်ကိုမှုပြီးတော့စားလို့ကောင်းတာပါရှင်အဲ့ဒီချိန်တော့ကျွန်မတို့တို့ထောပတ်ထမင်းတွေကိုထည့်ဖို့အတွက်အသီးဆုံးပေါ့နော်ဒီနေရာမှာကျွန်မပြောင်းမှုရယ်ပယ်စင်းရယ်မော်လာဦးနီရယ်ထည့်ပြီးတော့ဒီထောပတ်နံလေးမှုသွားအောင်ပေါ့နော်ထောပတ်စီလေးနဲ့ကြော်ပေးလိုက်တယ်ရှင် 2မိနစ်3မိနစ်လောက်ဆိုသူကရပါတယ်ရှင်။စက်တိုင်းဟင်းဆက်ချက်ပါမယ်။ဟင်းအနှစ်အတွက်ကြက်သွင်ဖြူကြက်သွင်နီထောင်းထားတာလေးကိုထည့်ပါမယ်။အဲဒီနေရာမှာကျမကတော့စီပြန်လေးစားကျင်တာဆိုပြီးတော့စီမြမြလေးပို့ထည့်ထားပါတယ်ရှင်။စီမကြိုက်တဲ့လူကစီလျှော့နိုင်ပါတယ်။ပြီးရင်တော့အယောင်လာဖို့ရန်အတွက်နနွဲ့မုံအယောင်နင်းထည့်ပါမယ်ရှင်။အဲကြက်သွင်ဖြူကြက်သွင်နီလေးတွေနွမ်းလာပြီးတော့ဗောနော်ကြက်လာတဲ့အနေထားရောက်ပြီးဆိုလို့ရှိရင်တော့ကျမတို့အစွန်တော့ကနှက်ထားတဲ့ကြက်သားလေးကိုလာပြီးတော့ထည့်လိုက်ပါမယ်ရှင်။တကယ်လို့ပေါ့နော်ဒီလိုမျိုးကြီးဒိန်ဂျင်နေနဲ့ပူစီနန်နေနဲ့ ဒီမကြိုက်ဘူးဆိုလို့ရှိရင်လည်းပုံမှန်ကြက်သားဟင်းချက်တဲ့အတိုင်းချက်နိုင်ပါတယ်เนาะကျမကတော့ဒါဓာတ်ပေါက်ချက်တဲ့ဓာတ်ပေါက်ကြက်သားချက်နီးလေးပေါ့เนาะအဲ့တိုင်းလေးကြည့်ပြီးတော့ကျမချက်စားပြစ်တာပေါ့เนาะမွေးကြိုင်ပြီးတော့လေထောပတ်ထမင်းနဲ့လည်းအရန်လိုက်တယ်ကြက်သားလေးကလည်းနူးညံ့တော့အရန်စားလို့ကောင်းတာပဲရှင်နောက်ပြီးတော့လေဤလဲမဤဟော စက်သားကိုဒီတိုင်းပဲလုံးလိုက်တယ်ပေါ့နော်ရေမထည့်သေးဘူးပထမဒီတိုင်းသူ့အတူလုံးလိုက်တယ်အဲလုံးပြီးသွားပြီဆိုလို့ရှင်တော့အသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရေနှင်းငယ်ဆွတ်ပေးဖို့တော့လိုအပ်ပါတယ်ရှင်ချက်တာကတော့ကျွန်တော်တို့ဒီပုံမှန်စက်သားချက်တဲ့အတိုင်းပဲဒီတိုင်းပဲရေထည့်ပြီးတော့ဒီအရေခန်းလာတဲ့အထိဆောင်ပြီးတော့ချက်ပေးရုံပဲပေါ့နော်အဲ့တော့မိမိလိုချင်တဲ့အရေနေထားရောက်ပြီဆိုလို့ရှင်အရတာကကျွန်တော်တို့စက်သားထဲမှာထည့်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့ရေလဲဆော့ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲကိုကိုကိုအရတာလေးမြည်ပြီးတော့စိတ်ကြိုက်ပြင်နိုင်ပါတယ်ပြီးရင် ထပ်ပြီးတော့မှုရအောင်လို့ပေါ့နော်ကျမကဒီအပေါ်ကနေပြီးတော့မဆလာလေးနဲ့ငယ်လေးထည့်လိုက်ပါသေးတယ်ရှင်။ဒါဆိုလို့ရှိရင်မိမိလိုချင်တဲ့ဒီရေနေထားတိရောက်ပြီးဆိုလို့ရှိရင်တော့ချပြီးတော့သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်ရှင်။စတောင်းကိုလေဒင်ဂျင်နဲ့နှက်ထားရဖြစ်တဲ့အတွက်ကြောင့်လေအဲ့ဒင်ဂျင်ကအနှစ်ပုံစံမျိုးဖြစ်နေတာအဲ့အနှစ်ကိုကျမတို့ဒီထောပတ်ထမင်းလေးနဲ့နေစားသွားအသက်ပဲအရန်စားလို့ကောင်းတာပဲစတားလေးချက်ထမင်းလေးနဲ့ပေါ့နော်ကဲထမင်းရပြီဆိုလို့ရှိရင်ကျမတို့ထမင်းလေးကိုတခြားလေးဖြွာထားပေးမယ်ပေါ့နော်ဒီညမှာဓမ္မောက်ဆန်နဲ့ချက်တယ်ဆိုလို့ရှိရင်တော့ဆန်ကဒီမှာတစ်လုံးချင်း ဖွာထွက်တာအရန်စားလို့ကောင်းတယ်ပေါ့နော်ပြီးရင်ထမင်းလေးကိုစွန်းလုံးကထော်ဘက်စီလေးနဲ့ကြော်ထားတဲ့သီးဆုံလေးထည့်မယ်အဲနောက်ပြီးတော့ဇပစ်ချောက်တော်ဒီဟွန်စီတို့ကြိုက်လို့ရှင်လဲထည့်နိုင်ပါတယ်ရှင်ဒီသီးဆုံကိုတခါလေကျမတို့ဒီထော်ဘက်စီတက်တဲ့နေရာမှာရောထည့်ပြီးတော့ချက်လိုက်လို့ရတယ်ကျမအရင်ကအဲ့လိုချက်တယ်အဲ့လိုချက်လို့ရှင်လေဒီသီးဆုံတွေကကျမဒီ rate 2ဟာကိုတုံးထားတာပေါ့နော်အဲ့အတွက်ကြောင့်အဲ့ဤလွန်ပြီးတော့အယောင်လဲမလာတော့တယ်လို့ပြော့ဤသွားတာပေါ့နော် လုံးဝမကြိုက်လို့ကျမကတက်တက်စီခွဲပြီးလောက်လိုက်တာထောပတ်စီနဲ့မကြော်ချင်ဘူးဆိုလို့ရှင်လည်းရတယ်ကျမတို့ဒီမိုက်ခရိုဝေးလေးနဲ့ပဲနှွေပြီးတော့အပေါ်ကနေဖြူးပြီးတော့လေနေပေးလိုက်လို့လည်းရပါတယ်เนาะရောတော့ချက်လို့ရှင်တော့ဒီမလာတော့ဘူးပေါ့เนาะထောပတ်ထမင်းလည်းရပြီစတားဟင်းလည်းရပြီဆိုတော့ကျမတို့ဒီမအီအောင်လို့ပေါ့เนาะချင်းတုပ်လေးလောက်ပါမယ်မြမပြမဆိုလို့ရှင်တော့တရက်ချင်းလေးတုပ်စားရင်တော့ကောင်းတာပေါ့เนาะအဲ့တော့ဒီမှာတရက်ချင်းမရှိတဲ့အတွက်ကြောင့်ကျမကတော့ gobi ကိုငရုတ်သီးနဲ့ဒီတက်မြအရင်နဲ့အချင်လောက်မယ်ပေါ့เนาะရတာတော့ကတော့စားချုံပေါင်းလေးနဲ့ငယ်ထည့်လိုက်တယ်ကိုကအဆက်ကြိုက်တာဆိုတော့ငရုတ်သီးလေးထည့်လိုက်တယ်ပေါ့เนาะအဲ့ဒီတိုင်းလေးဆိုလို့ရှင်တော့လွယ် ူရိုးရှင်းနဲ့အချင်းလေးရပြီပေါ့နော်မုံလာချင်းလေးလောက်လိုက်ပါရရှင်ထောပတ်ထမင်းချက်တဲ့နေရာမှာဒီဒမ်ပေါဆန်ကိုသုံးပြီးချက်တဲ့အတွက်ကြောင့်ပေါ့နော်ဆန်ကစီးကက်မနေဘူးအဲ့ဒီအတွက်ကြောင့်မအီးဘူးထမင်းနဲ့ကိုထည့်တဲ့သီးစုံလေးတွေဆိုလို့ရှိရင်လည်းခွဲပြီးတော့ချက်ချင်းအပြင်အယောင်အစင်းအယမ်းလှပါတယ်ကျမတို့တေချာနှက်ပြီးချက်ထားတဲ့ကြက်သားဟင်းလေးနဲ့ပေါင်းဆက်လိုက်မယ်ဆိုလို့ရှိရင်တော့အယောင်အစင်းအနက်အရသာနဲ့ပြည့်စုံတဲ့ထောပတ်ထမင်းကြက်သားဟင်းလေးကိုရရှိမှာပဲဖြစ်ပါတယ်အဲအချိန်ပေးရတယ်လို့ထင်ရပေမဲ့ပေးရတဲ့အချိန်နဲ့တန်အောင်အယမ်းကိုကောင်းမှာပါတယ်အားလုံးပဲတစ်ခါလောက်ဖြစ်ဖြစ်လှုပ်ရှားကြည့်ပါအ အရန်ကိုရှာလဲပြီးတော့တကယ်ကိုဆွေမျိုးမိသွားပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။ကြာနေ